စစ်ကောင်စီဘက်ကအပြစ်ခတ်ရက်စဲကြောင်းကြေညာထားပေမယ့်ကရင်မျိုးသားစီယုံ KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့မုံမြွနယ်မှာလေးချောင်းတိုက်ခတ်မှုကြောင့်အရသား၄ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုကဧပြီလ30ရက်နေ့မှာထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ဟာဧပြီလ28ရက်နေ့ကတိုက်ပွဲမရှိဘဲ KNU မုံမြွနယ်ရဲ့ကျေးရွာ၁၁ရွာကိုလေးချောင်းကနေပြစ်ခတ်တိုက်ခတ်မှုတွေလှုံ့ဆော်ခဲ့တဲ့အတွက်အရသားပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့တာပါ။ လေကြောင်းတိုက်ခိုက်မှုကြောင့်မုံမြို့နယ်ရွာအင်းကျေးရွာနီးအသက်29နှစ်ရွယ်ကိုသိန်းစောဦး၊ကညင်တိုင်းကျေးရွာနီးအသက်50အရွယ်ရီဖြစ်တဲ့ဒေါ်ခိုင်ဝင်းဦးစိန်ရင်နဲ့အသက်44နှစ်ရွယ်ဒေါ်ဤရွှေဝင်းတို့ထိမှန်သိဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါအပြင်ကညင်တိုင်းကျေးရွာနီးအသက်2နှစ်ရွယ်ကလေးငယ်တဦးနဲ့အသက်53နှစ်ရွယ်ဦးအောင်မျိုးတို့ထိမှန်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်လေးလုံးပျက်စီးခဲ့တာပါ။ အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မှတ်တမ်းတွေအရငလင်းဖြစ်ပွားချိန်ကစပြီးဧပြီလ25ရက်နေ့ထိနိုင်ငံတော်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသား242ဦးသေဆုံးခဲ့ရပြီးဒဏ်ရာရရှိသူ400နီးပါးရှိခဲ့ပါတယ်။ ။အဲ့ဒီတိုက်ခိုက်မှုဟာငလင်တန်ပြင်းထန်စွာခံစားခဲ့ရတဲ့သခိုင်းတိုင်းမာတင်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်52ခုဖြစ်ပွားခဲ့ပြီးသေဆုံးသူ80ဦးနဲ့ဒဏ်ရာရရှိသူ122ဦးအထိအများဆုံးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။